ဆရာတို့စပြီးတော့မြင်းချောင်းပေါ်မှာရှိခဲ့အမှတ်နဲ့ကိန်းစစ်တွေရဲ့ဂျားမှာရှိတဲ့ဆက်သွယ်ချက်ကိုဆရာတို့အရင်ရှင်းမယ်အဲ့တော့ဆရာတို့ဒီမှာဗာပေးထားတယ် Rihanna မှာ K เนาะကိန်းစစ်ကဘာလို့ပြီးရမလဲ K ကကိန်းစစ်တခုပေါ့နော်ပြီးရင်ဘာရှိမလဲသူမှာ R ဆိုတဲ့ point ခုရှိမှာအဲ့ဒီ R ဆိုတဲ့ point ပေါ်မှာရှိမှာ on the line PQ ပေါ့နော် PQ ဆိုတဲ့ line ပေါ်မှာရှိတဲ့ R ဆိုတဲ့အမှတ်တမှတ်ရှိမှာ အဲ့ဒါကိုဘယ်ရောက်မှုတီးပြီးဆရာစဉ်းစားမှာဆိုရင်စာမတ်ဖြစ်တဲ့ဒီမှာ P ကျူမှာဆိုစာမတ်ကဘာလို့လဲစာမတ်က P ပြီးရင် Rihanna မှာဖြစ်တဲ့ K စာမတ်နဲ့ Rihanna မှာ gain စစ်တလုံးရှိမှာပေါ့နော်စာမတ်နဲ့ gain စစ်နှစ်ခုပေးထားမယ်ဆရာတို့အဲ့ဒီကနေပြီးတော့ဆရာတို့ကဒီအာဆိုတဲ့အမှတ်ဘယ်လိုရမလို့ဆိုတာအရင်ဆုံးတွက်ထုတ်အပရမ case 1 case 1ကဒီ gain စစ်တံပိုးဟာတဲ့ဘယ်နဲ့ပဲကြာမှာရှိခဲ့မယ်0နဲ့1ကြာမှာရှိမယ်ဒါမှမဟုတ်0နဲ့ညီမယ် ဒါမှမဟုတ်1နဲ့ညီခဲ့မဲ့အခြေအနေဖြစ်ပါတယ်ဆိုပါဆိုအဲ့လိုအခြေအနေမှာဆိုရင်တဲ့သူရဲ့အာဆိုတဲ့အမှတ်ဇာတ်ကိုပြောမှာဒီအာဆိုတဲ့အမှတ်ကြောင့်ပြောမှာအာဆိုတဲ့အမှတ်ဘာမှရှိမှာလဲ between p and q p နဲ့ q ရဲ့ဈာမှာရှိမယ်ဘယ်ဈာမှာရှိမှာလဲအာက p နဲ့ q ရဲ့ဈာမှာရှိမယ်လို့သိရသူက case အလုံး၃ခုရှိတယ် question ဇာတ်ဘယ်လိုသိရမှာ pr equal to kpq နော် pr equal to ဘာလဲ အဲဥပမာဆိုပါဆိုဒါမိညာလောကြောင့်ဆွဲလိုက်တယ်ပီကျူနော်ဒါဥပမာပြောတာပါအာအာပေါ့နော်အာဒီနာလောက်ရှိတယ်ဆိုပါဆိုဒီမှာဆိုဆရာတို့ ratio ချိုးချမှာဘာနဲ့ပါချိုးချမယ် PR နဲ့ P ကျူချိုးချမယ်လို့ပြောတာသဘောတူနှုတ်ဒီ ratio 1 1ရှိတယ်ဆိုပါလို့ဒါဆိုဘာရ PR ratio P ကျူဆိုဆရာတို့ဘလားရ PR က1ရှိတယ် P ကျူကအစဆုံးဆိုတော့ သူရှိမှာတော့ဒါဆိုသူဖြစ်ဗလားလဲဝါမိုင်သူရဒါဆိုဒါ PR က PG ရဗလားနဲ့သူဆိုတော့တဝက်နဲ့သူရဆိုတဲ့သဘောသဘောကိတံဘူးဗလားလဲဝါမိုင်သူအဲ့ဒီကိတံဘူးကဘယ်နဲ့ပဲကြာမှာရှိတယ်0နဲ့1ကြာမှာရှိတယ်ပေါ့ဒါကြောင့်မအဲ့ဒီကိတံဘူးက0နဲ့1ကြာမှာရှိတယ်ဒါမှမဟုတ်0နဲ့ညီခဲ့ရင်ဒီအဆောက်ရောက်ပါမယ်1နဲ့ညီခဲ့ရင်ဒီညမှာလည်းကြာမှာအားပါနော်အာ0 0နဲ့ညီခဲ့ဒီညရှိမယ်1နဲ့ညီခဲ့ဒီညပေါ့အကဲဂျားဆိုရင်အလဲမှာရှိမှာပေါ့ အဲ့ဒါကိုကျွန်တော်အားလုံးပြည်လောင်ဆိုတော့ပဲကြားလို့ပဲယူလိုက်ဒါ case 1အဲ့ဒီမှာကျွန်တော်အမှတ်ရရင်စာ P ကိုဘာတကူယူစားလိုက် x1 ဝင် z1 သူက x2 ဝင်သူ z2 ဆိုပါတော့အဲ့ဒီခုကြားမှာဘယ်သူရှိတယ်လို့ပြောတာလဲဒီအခု case 1မှာအာကားပုံမှာရှိတယ်ခရိုနိုရဲ့ဂျားမှာဂျားမှာဘယ်သူရှိလဲအာအာကိုကြားတော့ဘာလို့ယူမလဲ x y z ဆိုလိုချင်တာဒီ x y z က ပုံသင်ရှိရမို့ဒီဂျားမှာရှိတဲ့အမှတ်တွေအားလုံးကိုပြောတာဂျားမှာရှိတဲ့အမှတ်တွေအားလုံးကိုဘာပဲလဲအားပဲဒီအားဆရာတို့ကြားသလိုရွေးလို့ရတယ်နော်တဘောကဒီအမှတ်တွေဟိုမှာအာတမောကဒီမှာသင်ပုံသင်ရှိရမို့ဒီနေရာမှာလည်းဖြစ်ရင်ဖြစ်မယ်ဒီနေရာမှာလည်းဖြစ်မယ်တေချာရဒီဂျားမှာရှိတဲ့အမှတ်တွေအားလုံးကိုအားလို့ဆရာတို့ကူစားပြည့်ရဆိုတာပြည့်ရမယ်ဟုတ်ပြီဒီမှာဆရာတို့ပိုင်းလုံးမယ် PA ရ RC ရ QB ရမြင်းသုံးချောင်းဆွဲမယ် PA ရ ပြရနေပြီတော့เนาะဒါတော့က RC ရဲ့ QB ရဲ့မြင်းသုံးချောင်းဆွဲမယ်ဘယ်ဘော်ဆွဲမှာလဲ ace one blame ball ဒါမှကြားတဲ့မြင်းဆွဲမယ် ace one blame ball ဒါမှကြားတဲ့မြင်းဆိုရင်ဘယ် ace နဲ့ပြန်ပြန်တဲ့ဘသူနဲ့ပြန်မယ် z ace နဲ့ပြန်ခဏဆရာတို့ပြောခဲ့တယ်ဟို z ace ရဲ့ equation ဆိုဘယ်ဟာမပြောင်းဘူးလဲ ace နဲ့ y နဲ့မပြောင်းเนาะ ဇက် x equation ကိုဘာမပြောင်းလဲ x y မပြောင်းဒါကြောင့်ဒီမှာကြည့်လိုက်လေ p က x1 y1 z1 ဆိုရင် a ကလည်းဘာပဲလဲ x1 y1 ပဲဒါပေမဲ့ဇက်တမို့ဘလားပြောရလဲဘယ်ပေါ်ရှားဆွဲတယ်ပြောလို့ဒီအမှတ်တော်ဘက်က x1 plane ပေါ်မှာရှိတာ x1 plane equation ကဘာ equal to 0ဇက် equal to 0ဒါကြောင့်မို့ဇက်တမို့ကတော့ဘာကြီးပဲလဲ0ကြီးပဲဟုတ်မလားဒါကဆရာအသေးစိတ်ပြောပြတာနောက်နားလည်အောင်အရင်လိုက်ကြည့်ပေါ့ပြီးရင်သူရမဖြစ်ဖြစ်နေကြာမပုံစံကြတော့သက်သက်ရှိတယ် အဲ့လိုပဲအာကနေအာက x y z ဆိုရင်ဒီမြင်းချောင်းက z အစင်းနဲ့ပြရမလို့ဘာမပြောင်းလဲ x y မပြောင်းဘူးဒါကြောင့်မို့ဒီမှာ x y ဆိုဒီမှာလည်းပါပဲ x y ပဲသူက x y ပြလဲမလို့ဘာက0ပြရမယ် z က0ပြရမယ် b ဆိုရမှာဆိုလဲအဲ့လိုပဲ z အစင်းနဲ့ပြရင်တော့ x y မပြောင်းဘူး x 2 y 2ဒီမှာလည်း x 2 y 2ဒါပေမဲ့ z 2ကနေဘာပြရမယ်ဘာကြောင့်0ပြရလဲဒါပဲပြလဲမှာရှိတာလေ x y ပြလဲမှာရှိတာရမနော်သိရင်ကြာလိုက်ကြည့်မယ်နော် အစင်းစရာလာကြည့်မယ်နော်ဒီမှာဆရာဆက်လိုက်တယ်အဓိကမှာတဲ့ AB AB ဆိုတာ is a projection of P2 on xy plane AB ဆိုတဲ့အမြင်ကြောင်းကတဲ့ဒီ P2 ရဲ့ဘာလို့သိရမလဲ projection ဒီကသဘောအလွယ်ပြောဒီကနေဆရာမီးထိုးလိုက်တာပေါ့ကွာမီးထိုးလိုက်ရင်သဘောကဒီ P2 P2 ရဲ့လမ်းပေါ်မှာလည်းပေါ့အဲ AB ဆိုပြီးဒီမှာလာပြီးတော့ပေါ့တယ်ဆိုတဲ့သဘောပေါ့နော် ပရိုဂျက်တာနဲ့ပြလိုက်သလိုပေါ့ဒီကနေ့ဆရာတော့အလင်းပြလိုက်ရင်သူ့ရဲ့ဒီမြင်းကြားလေးပုံမှန်လက်ပေါ်တယ်ဒီအောက်မှာလက်ပေါ်အဲအဲ့ဒါကိုဘာလို့ယူလာရလဲ AB လို့ယူလာတယ်လို့ပြောချင်းတာအဲ့တော့နော်နားလေးလွယ်အောင်ပြပြအဲ့ဒီမှာထပ်ပြီးဆရာဆားလောက်ဆိုတဲ့ရာထပ်ဆွဲရယ်ဘယ်လိုဆွဲမလဲ PT ဆိုတဲ့မြင်းကြားတရားဘယ်သူနဲ့အပြန်ဆွဲမလဲ AB ရပုံမှန်လက် live ပြောနော် live ပြောနော် AB ရဒီမှာဒီမှာ P အပြန်ဆွဲမလို့ဘယ်လိုဆွဲရမလဲဘယ်လိုဆွဲရမှာပါနော်နောက်တော့က RS R ဒီမှာ သူ့လည်းဘာနဲ့ပြန်ဆွဲမယ် AB နဲ့ပြန်ဆွဲဆိုဒီလိုဆွဲရအောင်အဲ့တော့မြင်းနှစ်ကြောင်းထပ်ပေါ်လာဒီလိုလေးပေါ်လာနော် P2 ဆိုတဲ့မြင်းကြောင်းဘူးသူနဲ့ပြန်ဆွဲလဲ AB နဲ့ပြန်ဆွဲလဲအဲ့လိုပဲ RS ကလည်းဘာနဲ့ပြန်ဆွဲလဲ AB နဲ့ပြန်ဆွဲဟုတ်ပြီသူ့ရဲ့ point တွေကြည့်လာသူကအခုဆွဲတဲ့မြင်းကြောင်းကဒါ AB နဲ့အပြန်မလုပ်တာလဲဆွဲတာနော်ဒါဆိုအခုဒီမှာသူ့ရဲ့ coordinate ဇာတ်ကိုကြည့်အောင်ဒီ T ဆိုတဲ့အမှတ်ပေါ့နော်ဒီ S နဲ့ T ဆိုတဲ့အမှတ်ကိုဇာတ်ကိုကြည့် ဒီအမှတ်ကဘယ်မြင်းားပေါ်မှာရှိတာလဲဘယ်မြင်းားပေါ်မှာရှိတာလဲ 2B ဆိုတဲ့မြင်းားပေါ်မှာရှိတယ်မို့လား 2B ဆိုတော့မြင်းသားပေါ်မှာရှိတဲ့အမှတ်တွေအားလုံးကဘာမပြောင်းလဲသူကဘယ်သူနဲ့ပြရင်လဲဇာတ်အစဉ်နဲ့ပြရင် x ဆိုင်မပြောင်းလို့ဒါကြောင့်မို့သူရဲ့အမှတ်တွေအားလုံးဘာကြီးပဲလဲ x2 y2 x2 y2 x2 y2 ပဲ x2 y2 ကမပြောင်းအေးဒါမဲ့ဇက်ကတော့ဆရာတော့ဘာဖြစ်လဲဒီမှာ rs နဲ့အပြိုင်ဆွဲတဲ့မြင်းသားဆိုဒီမှာဇက်ဆိုဒီမှာလည်းပါတယ်ဇက်ရမယ် ဒီမှာပီတီမှာဇက်ဝံဆိုသူလည်းပါရမယ်ဇက်ဝံရနော်ဒါသူရဲ့ golden age တွေဘယ်လိုဖြစ်လာလဲဆိုတာပြောတာဒါဒီပုံရင်းရပါပြီနော်အဲ့ဒီမှာကျားတို့ပြန်လို့ရှိရင်ဘယ်လိုအချိုးခေါ်လိုက်ရလဲဆိုတာအခြေခံဒါခွေးကြံနဲ့သိရတဲ့အခြေခံမြင်းနှောင်းပြိုင်ဘယ်လိုအချိုးခေါ်လိုက်ရလဲအလွယ်ပြောရင်ဘေးအချိုးခေါ်လိုက်ရဒါဘယ်လိုခေါ်တာလဲဒီမှာ TSY SU လို့ခေါ်တာဒီဘက်ကျန်က TS oh sorry အပေါ်နဲ့သူအောက်တစ်ခုလုံး TSY ဘာလို့ခေါ်တာလဲ TSY TQ လို့ခေါ်တာဒါဆိုဒီမှာလည်းဘယ်လိုခေါ်ရမလဲ PR by PQ လို့ခေါ်ရမှာအမြင်နဲ့ကြောင်းပြရင်ဆိုတော့အဲ့လိုဘေးချိုးလို့လို့ခေါ်လို့ရတယ် out တစ်ခုလုံးလို့ခေါ်ရမှာပါနော်အောက်က TS တစ်ခုလုံးက TQ ဒီဘက်ချမှာအောက်က PR တစ်ခုလုံးက PQ အဲအဲ့ဒီမှာဆိုတော့စာသင်းပါပါနော် TS ညမှာပါစာသင်းမယ် TS ဆိုတာဒီကြားဆရာတော်ခဏပြောခဲ့ပြီးသားဒီကြားကော်ပြီးလို့ကျင်ရင်ဘယ်ဟာပဲနှောက်မယ် ပြောင်းတဲ့တန်ဖိုးပဲဆိုတော့ no အဲ့တော့ဘာသူပြောင်းလဲဇက်ပြောင်းတယ်ဒါဆိုဒါပါတယ်ပါနော်ဇက်မိုင်းနဲ့ဇက်1ဒါကိုကြားတော့ရှိထားလို့ရပြီးရင်နောက်တော့ကတီကျူတီကျူဆိုပါတယ်ပါနဲ့ဇက်2မိုင်းနဲ့ဇက်1သူကဇက်ကိုပဲနောက်မှာနော်ပြီးရင် PR ဘိုင်း PQ PR ဘိုင်း PQ ကပါနဲ့တူတယ်ဒီမှာကြည့်ဒီကောင်သစားလိုက်လေဒါ PR ဘိုင်း PQ ကပါနဲ့တူလဲ K နဲ့တူရယ်အဲ့တော့ဆရာဘောတမျောလိုက်ဒါပါရမယ် ဒီစင်းရပါဒါပုံနဲ့မှကုန်ရှိရယ်နော် z z1 ကိုစုပါရမယ် k into z2 z1 အဲ့တော့မှဆရာလိုချင်တာ z ဘာမလို့ z1 ဘာတလို့လိုက်ဘောပေါ့ပေါင်းလိုက်အဲ့ဒီမှာနောက်ဆုံး equation ရ z ကိုစုပါပြရမယ် z1 k into z2 z1 အဲ့ဒီဘာမှာထက်အစားတင် directive value မှာဆရာဘယ်လိုပြောတာလဲ z2 ရဲ့ z1 နောက်တာဘာလို့ခေါ်လဲ အန်လို့ခေါ်တယ်ဘာလို့ခေါ်လဲဒါရှိမှာလေငါပုံဆရာခဏလေးမြင်တာတာကနားလေ x2 x1 ကဘာလဲ l y2 y1 ကမ z2 z1 ကမ်ဒါကြောင့်ဆရာ z2 z1 နေရာမှာဗာထည့်ရမယ်မ်ဒါကြောင့်ဒီ equation ကြက်တာဒီ ry ayr ဆိုတဲ့အမှတ် ay z ပေါ်မှာရှိတဲ့ z ဆိုတဲ့ coordinate ရဲ့ equation ပါနော်ဘယ်လိုမှမယ် z ကိုဆိုပါရလဲ that one black kn ဆိုပြီးတရား that equal to that one black kn ဒါကြောင်းရပြီเนาะဒါကဆရာတို့ခဏပြောတယ်အဲ့ဆိုရင် plane box ဆရာဒါ projection လောက်ပြီးဆွဲခဲ့လို့တဘွားဆရာဒီမှာချက်ပြန်ပြပြရမှာเนาะအခုကဆရာဘလို့ဒီအပေါ်နေမြည်ထိုးလာတာပေါ့မြည်ထိုးလာတော့ဒီမင်းကြောင့်ဘယ်ပေါ်ကြလဲအဲ့ဆိုရင် plane box ကိုကြအကဲမို့ဒီဒီဘက်ခြမ်းနေထိုးမျိုးဆိုရင်ဟိုဘက်အနောက်မှာဒီမြင်းကြောင်ပဲ ဒီအပေါ်ကမထိုးဘူးဒီအရှိတ်ဘက်နေပါသူအရှိတ်ဘက်နေထိုးရင်အနာကဝိုင်းဆက်ပလေးမှာလမ်းမပေါ်ဘူးလားအဲ့လိုပဲဒီမင်းကြောင်ပဲအပေါ်ကနေမထိုးအရှိတ်ကဒီဘက်ခြံထိုးမယ်ဒီဘက်ခြံထိုးရင်အဲ့မင်းကြောင်ပေါ်မှာလာပေါ်မယ်ဇာအိတ်ပလေးမှာလာပေါ်မယ်အဲ့တော့ဖြည့်ရကဘယ်နှမျိုးရမယ်၃မျိုးရအခုကဆရာတို့ဒါဇက်နေနဲ့ရတဲ့ဖြည့်ရပဲဆရာတို့ရှင်းလာတာကျန်တာတော့သူကမရှင်းတော့ဘူးမရှင်းတော့ဘယ်နဲ့အဲ့ဒီတိုင်းပဲရအောင်မလို့ reset တွေအားလုံးတူတူပဲဖြစ်မှာပဲအဲ့တော့ projection of pg က yz plane ပေါ့ကြာခဲ့လို့ရှိရင်အဲ့ဒီမြင်းကြောင်းမှာဆရာတို့ရှာလိုက်ရင်သူရဲ့ ratio ဘယ်လိုရမလဲ h minus h1 ပါ h2 minus h1 equal to k တက်မြောက်ပြီးတော့ရှင်းလိုက်ရင် h equal to ပါရမလဲ h1 plus k into h2 minus h1 h2 minus h1 ကဘာနဲ့တူလဲ l နဲ့တူတယ်အမှသူကရှင်းဒါကိုကြက်တာ h equal to ပါရမလဲ h1 plus kn နော်ဒါမြင်လိုက်တာနော် z က z1 plus kn h က h1 plus kn ဲ့လိုပဲဓာတ်ဘလိမ်ပေါ်အဲ့ဒီမြင်ညာအောင်ကြားခဲ့မယ်ဆိုရင် y ratio က k နဲ့တူတယ်ဘောဘတော်မြောက်တယ် y ကိုရှာတော့ y1 တပ်ပေါင်းတယ် y2 y1 เนี่ยมาเสียတော့ဘာလို့သိရဲ lm m လို့သိတယ်เนาะဒါဆိုဘာရမလဲ equation ပြော y y1 km အ3ချောင်းเนาะ x ရယ် y ရယ် z ရယ်ဆိုတော့ဒါသူရဲ့ကိုယ်တိုင်အတီးတီးရဲ့ equation တွေကြောက်ရအောင် ဒါလောဘကြက်တာပါမယ်ဒါကိစ္စွာပါနော်ကိစ္စသူရှိသေးတယ်ကိစ္စဆရာနည်းနည်းမြန်မြန်ပြောလိုက်မယ်ခဏတော့ကိစ္စွာကြတော့ k ရဘယ်နဲ့ဘယ်ကြောင်မှရှိတာလဲ0နဲ့1ကြောင်မှရှိရှိမရှိရင်ဒါ0နဲ့ညီမယ်1နဲ့ညီမှာဟာလားအဲ့လိုဆရာပြောပြရအောင် k ရဥပါရပြည့်ခဲ့မယ်နှစ်နဲ့ကြည့်ခဲ့ဒါ pi ကွဲသူ kpg မှာဆရာတော့ကြည့်လိုက်ဥပမာဆရာတော့ဆွဲလိုက်တယ်မြင်ကြအောင် P Q ခဏတော့ကြာတော့ R အလဲမှာရှိတာဥပဘယ်ရအောင်မယ်အနောက်ရအောင်เนาะအဲ့လိုအခြေအနေဆိုရင်ဘယ်လိုဖြစ်မလဲဆိုရင်ဇာ ratio ရှာကြည့် PR ratio ပါအောင်ရှာကြည့်ရမယ် P Q ရှာကြည့်ပေါ့ကွာသဘောဒီနေရာ1ဒီနေရာ1ရှိရဆိုရင်သူ့ရဲ့အချိုးကဘာရအောင်2ဘောမိုက်ဒီ PR ကဘယ်လောက်ပြအောင်2ပြအောင်ပါပေါ့ P Q ကဒါဆိုဘယ်လောက်ရမလဲ2ပါလား PR ကဆို2 P Q ဆိုရင်ပြရအောင်ဒါသဘောကေတံဘောကဘာပြပါပြီ2 တစ်ထက်ကြီးပါပြီဒါကြောင့်ဒီအစားတက်မှုဖြစ်တဲ့ဒါအစားတက်မှုလည်းပြောလို့ရအခုဆရာရှီယက်ကီကအစားရယ်နှစ်ပိုင်းနှစ်ပိုင်းခဏသူနှစ်ပိုင်းနှစ်ပိုင်းနဲ့ဆရာကြီးစားခဲ့တယ်အခုကနှစ်စားပါအဲ့လိုအခြေအနေဖြစ်ခဲ့ရင်ဒီအာဇူရမတ်ကဘယ်မှာရှိလဲ P2 ရဲ့ after after တော့ပမာလေအနာမှာရှိတာဒါကြောင့်မသူမဆရာအနာမှာဆွဲတာဟုတ်လားအဲ့တော့ R ကအလယ်မှာရှိခဲ့ရင် K က0နဲ့ဝါကြောင်းပါရှိ R ကိုအနာရောက်ရရင်သူရတဲ့မှာ1 that ကြည့်သွားတယ်ဒီ case ကိုပြောနေတာနော်ဒီဒီလိုပေါ့နော်အားကပဲရောက်ရတယ်အနောက်ရောက်ရခဏပုံပဲဒါမဲ့အားအလဲနေပဲရောက်အနောက်ရောက်ခဏလိုပဲ projection တွေဆွဲတယ်အဲ့တော့ဘာမပြောင်းလဲ xy မပြောင်းဘူးနော်မှာ x2y တူတူမှာ x2y တူတူမှာ xy တူမှာ xy xy ဘလိန်ပေါ့ဆွဲလို့ z တန်ဖို့ဘလားလဲ0အပြင်းစားတော့ဘာလို့လဲဒါ projection လို့ခေါ်တယ်ပြီးအပြိုင်ဆွဲတယ်အပြိုင်ဆွဲတဲ့မြင်ကြောင်ကိုတနည်းကဘယ်လိုရမလဲဒီအမှန်တကူတော့ပဲမြင်မှရှိလဲ ဒီမြင်းမှာရှိတာမဟုတ်လို့ဘာမပြောင်းလဲ h y တတ်ဖို့မပြောင်းဘူးပြီးရင်သူ့ရဲ့ z တတ်မှုတွေကတော့တတ်ဆိုင်ရာဒီရတတ်မှုတွေရှိမယ်ဒီမှာ z တူမို့လို့ z တူတတ်မှာမို့လို့တတ်ပါနော်ရမယ်နော်ဟုတ်ပြီအခဏလို့ပဲဘာလို့မလဲအချိုးခေါ်ရဘာဘယ်လိုခေါ်မလဲဒီမှာကြာရှားဘယ်လိုခေါ်လဲဒီမှာ pr ratio ပြီးကြည့်ရလား pr ကဒီမှာတစ်ခုလုံးဖြစ်တယ် pq ကအပေါ့နော်တစ်ခုလုံးအပေါ့ဒီမှာဆိုဘာရ tr ratio ds မအစားသွင်းတယ်။ TR က T နဲ့အအောင်ကြည့်ဘာပိုင်းပါ Z- Z1 TS ကိုကြည့် Z2- Z1 ဒီကောင်က PR ပိုင်း PQ ကဘာလို့တည်တာလဲ။ဒီခဏလိုပဲဆရာတို့ရှင်းပြီးလောက်လိုက်ရင်ခဏ equation ပဲရမယ်ဆိုတော့သူကပြန်ပြောနေတာ။သူရှင်းသိမဟုတ်ဘူးနော်။ခဏ equation ပဲပြောနေတာကသူ K တန်ဘိုးကတခြားတန်ဘိုးကိုပြောင်းသွားလို့ရှိရင်လေခဏလို0နဲ့1ကြောင်မဟုတ်ဘူး။1တက်ကြည့်သွားလို့ရှိရင်လေဒီ R equal to AY Z မှာရှိတဲ့ Z ကိုရှာတဲ့ equation ကအရင် equation ပဲအစ်စ်မဖြစ်အောင် Z equal to Z1 plus Kn ဒါဆိုရင်တခါတည်းပြောကြည့်လိုက်ပါကွာ x ဆိုရင်ဘာရမလဲ x1 plus Kl y ဆိုရင် y1 plus Km ဆိုပြီးဆရာတို့ရမယ်ဆိုတာကြိုပြီးတော့တိလို့ရနော်အဲ့တော့ case 3ပေါ့ case 3ကကြတော့ R ကဘယ်ရောက်အောင်အရှိကိုရောက်သွားတာသူကနော်သဘောတူလို့လေးပြအောင်မယ်နော် ပီကျူမြင်းချောင်းရှိတယ်အာကအလဲမလည်းမဟုတ်အနားမလည်းမဟုတ်ဘယ်ရအောင်မလဲအရှိကိုရအောင်မလဲအဲ့လိုရအောင်လို့ရှိရင်သူ့ရဲ့အချိုးတံပိုးရှိမှာဗာတက်ပြရတော့တင်အနောက်တက်ပြရအဲကြောင့် negative k ဖြစ်ရတော့ negative k ဆိုဘာဖြစ်မလဲ0အောင်ငဲရတာပေါ့နော်အဲ့လိုကြောင်ပြီးရမယ်ခဏလိုပဲကြာတော့ pony projection လောက်တယ် parallel ဆွဲတယ်အချိုးခေါ်တာပေါ့နော်ဒီမှာတော့သူက negative k ဖြစ်ရမယ်ဘာသူ့ရဲ့တံပိုး negative k ကိုအဲဆရာတို့မျှရလေဒီတိုင်းပဲသွားအောင်ပါပဲ အာ negative kn2 z2 minus z ပါဒါလိုဖြစ်အောင်ပါဒီပါနော် z1 minus z oh sorry z1 minus z equal to ဘာရမလဲ negative k into z2 minus z1 ပါမယ်နော်အဲ့ဒီမှာမှဘာလို့ကျင်တာလဲဆရာတို့ကဇက်ကိုလို့ကျင်တာအဲ့တော့သူတို့ကနေရဘာလို့လဲချိန်လာတော့ဇက်ကဘာဖြစ်ရလဲဒီဘက်လာတော့ plus ဖြစ်ရတယ်သူကလည်း minus ဒီဘက်လာတော့ plus ဖြစ်ရတယ်ဒါကြောင့်ဘာရဇက်1 plus k into z2 minus z1 ဆိုပြီးတော့ဇက်အရင်ရတဲ့ equation ကိုပြန်ရတယ် တော့ဇတုမိုင်းနဲ့ဇဘောနေရာမှာအန်စားသွင်းတယ်။ equation သိမောင်းတော့အရင် equation ပဲ။အဲဒါဆိုပြန်ပြောပါအဲ့ဆိုပါရမယ်။ x1 kl y ဆိုရင် y1 km ဆိုပြီးဆရာတို့ပြည်လိုက်တယ်။အဲ့တော့အားလုံးကြည့်ဆောင်ကူတဲ့ဒါလေးဆရာမပြောတော့ဘူးနော်။ဒီအနေနဲ့ဆရာအဓိကရှာတာဘာအောင်ရှာတာလဲအဲ့ဒီ x y z ဆိုတာဘယ်သူရဲ့ coordinate လဲ ကောဒနေအာတဲ့ point r ဘသူရဲ့ကောဒနေရှာအာရဲ့ကောဒနေရှာအဲ့ဒီအာဘာမှရှိလဲ p2 p2 ဆိုတဲ့ line ဘာမှရှိတယ်ဘယ်ပေါ်မူတည်ပြီးရှာရလဲသူရဲ့စာမဖြစ်တဲ့ p နဲ့ real number ဖြစ်တဲ့ k ပေါ်မူတည်ပြီးရှာတယ်ဘာလို့ရှာတော့ခဏ equation မှာကြည်လား x ဆိုတာ y ဘယ်ဆက်ဝင်ဆိုပြီးမပါဘူးလားအဲ့ဒီ x ဆိုတာ y ဘယ်ဆက်ဝင်ဆိုတာဘသူရဲ့ point p ရဲ့ point လဲ q ရဲ့ point လားဒီကြည့်လေ p လား q လား x ဆိုတာ y ဘယ်ဆက်ဝင်လား ပုံမှန်လည်းရှိတယ်လေဘာတံမိုးကြီးလဲပီလေဒါကြောင့်မို့ဆရာတို့ဒီအာယကောဒနေရှာဘယ်နဲ့ပြပေါ်မှုတူပြီးရှာတယ်ဒီစာမဖြစ်တဲ့ပီရဲ့အစားတံမိုးဖြစ်တဲ့ K ပေါ်မှုတူပြီးရှာတာနော် K တံမိုးကတောင်ကြားအောင်ငယ်လားဒါမှမဟုတ်တောင်ကြားနဲ့ဝမ်းကြားမှာရှိလားဝမ်းသက်ကြီးလားအဲ့ဒီပေါ်မှုတူတယ်ပြီးရင်ပီရဲ့တံမိုးတူပေးတာအဲ့ဒီပေါ်မှုတူပြီးတော့ဘာရဲ့အမောက်ရှာရလဲအာရဲ့ကောဒနေပွားရှာအဲ့ဒီအာဘယ်ပေါ်မှာရှိမှာလဲပီကျူဆိုတဲ့ line ပေါ်မှာရှိတယ် အဲ့တော့ဒါအောင်ရှာအကောင်လုံးစုပြီးရေးလိုက်ပြီအခုအခုရှာတာဘသူရဲ့ point လဲအဲ့ဝိုင်းဆက်ဆိုတာဘသူရဲ့ point လဲအာဆိုတဲ့ point ရဲ့ coordinate x ကဘာနဲ့တူ x1 black kl y က y1 black kn z က z1 black kn ဒါဆိုဘာအောင်ရပြီအာဆိုတဲ့ point ရဲ့ coordinate form ရတယ်တတိယအခုရတဲ့အာဆိုတဲ့ point ကဘယ်ပေါ်မှာရှိတယ် P ကျူဆိုတဲ့ line ပေါ်မှာရှိရတဲ့ကြောင့်အဲ့ဒီ R ဆိုတဲ့အမှတ်ကကျောင်းသတိရမှာဒါ A1 ဆိုဆိုတော့အမှတ်တက်မှတ်တယ်လားတက်မှတ်တယ်မဟုတ်ဘူးเนาะပြောရပြသားเนาะ P ကျူဆိုတဲ့ line ပေါ်မှာရှိတဲ့အမှတ်တွေအားလုံးကိုစားပြုတာခဏဆိုဆရာတို့ဟိုပုံရပြောလို့ရှိရင်ဥပမာပြောတာเนาะဒီပုံမှာဆိုရင် R ဆိုတဲ့အမှတ်က P ကျူရဲ့အရှိတ်အဝါမှာလည်းတူရှိတာပဲအကေ case 1မှာဆိုရင်အလယ်မှာလည်းရှိတာပဲအကေ အနာမှာလည်းရှိတာပဲအာဆိုတာအာဆိုတာတမတ်တယ်မဟုတ်ဘူးဒီပီကျူမှာပီကျော်မှာရှိတဲ့အမိုက်တွေအားလုံးပြောတာဒါကြောင့်မို့အာဆိုတဲ့အမိုက်ရတံမို့ရခြင်းဒီဘာလို့ရတယ်တူတူပဲလို့ဆိုရင်ဒီပီကျူဆိုတဲ့ line ရဲ့ equation ကိုရတာတူတူပဲအဲ့ဒါကိုရှားသဘောပေါက်အောင်နော်ပြောချင်တာပဲလေဒီအာဆိုတဲ့အမိုက်ကိုရှားလို့ဆိုတာဘာရဲ့ equation ပဲလဲပီကျူဆိုတဲ့ line ရဲ့ equation ပဲအဲ့ဒါကိုသဘောပေါက်အောင်ဘာကြောင့်လဲဒီ i m တွေအားလုံးဆက်လိုက်ရင်ဘယ်မြင်ရမှာလဲ ပီကျူဆိုတော့မြင်းချောင်းဆရာတို့ရလာပါလေအဲ့ဒါကိုဆရာတို့သဘောပေါက်အောင်နော်ဟုတ်ပြီအဲ့ဒါဆိုဆရာတို့အခုဘာရပြီလဲဆိုတော့အာဆိုတဲ့အမောက်ဘယ်လိုရှားမလဲတော့သိပါဘူးအဲအဲ့ဒါကြောင့်မို့သူ့ဘာလို့ခေါ်လဲမှာမြင်းသားပါဒီပုံသဏ္ဍာန်ရင်ကြည့်နော်ပုံသဏ္ဍာန်သာမှန်မယ်ပြီးတော့ဘာဖြစ်လဲဒီပုံသဏ္ဍာန်ကိုဆရာတို့ဘာလို့ခေါ်လဲ coordinate form of the equation of the line pq လို့ခေါ်တယ် pq ဆိုတဲ့မြင်းချောင်းကိုဘာပုံစံနဲ့ဖော်ပြလိုက်တာ coordinate form ပုံစံနဲ့ဖော်ပြလိုက် အဲပြီးရင်ရှားအဲ့ဒီမှာ k ဆိုတာဘာလို့ခေါ်ရဲပါရမီတာလို့ခေါ်တာပါနော်ဒီနည်းပြောခဏလို့ရှားပြအစတန်ဖို့လို့လည်းအလွယ်မှတ်လို့ရတာပါနော်ခဏလို့ရှားစဉ်းစားရတယ်လေနံပါတ်ပိုင်းစလားနှစ်စလားနှုံနေစလား in general ရည်ဘူးရအဖြစ်ကြာတော့ခဏပြောရသည် ayz ဆိုတဲ့ဒီ r ဆိုတဲ့အမောက်ကိုဖြတ်ပြီးဆိုရတဲ့မြင်းကြောင်သူ့မှာရှားတော့ derivative value ရှာမယ် derivative value ကိုသင်ရတာဘာနဲ့ရည်လဲ lmn နဲ့ရည်တဲ့ angle bracket နဲ့ထည့်တာအကယ်၍သာသူ့ရဲ့တန်ဖိုးကဘာနဲ့မညီခဲ့ရင် ဇီရိုနဲ့မညီခဲ့ရင်เนาะဇီရိုနဲ့မညီရင်အဲ့ဒီ equation ကိုဒီလိုပုံစံရေးလို့ရတယ်အခုရေးတဲ့ပုံစံကဒီ equation ပဲเนาะအဲ့လိုရေးလို့ရတယ်ဘာကြောင့်အဲ့လိုရေးလို့ရလဲဆိုဇာတ်ဒီမှာကြည့်အောင်ပရမ equation ကဘာလို့တည်တာလဲ x ကို x1 kx အဲ့ဒီမှာဆရာဘာကိုရှာလိုက်လဲ k ကိုရှာလိုက်တာ bao xả lại mẹ kì bao lúc xả mẹ biểu ai giờ học bao đó bao đâu tao đâu mẹ ai à bao đâu tao đâu bao em a minus a one by a thứ quên quy trình biểu y quay to y one plus k m bao xả mẹ kêu xả tao đâu y one bao đâu tao đâu m ကဘာလို့တာ z equal to equation ပါရှိလဲ z1 k n ဘာလို့ရှာမလဲ k ကိုရှာမလို့ဘာရမလဲ z minus z1 by n ဆိုပြီးရအဲ့တော့ဘာတွေတူလဲ k တွေအခုရှာတာဘာကြီးပဲလဲ k k ပဲဆိုတော့ဒီဘက်ချမ်းသူဒီဘက်ချမ်းလာပါပြီဒါကြောင့်မရှာဒီ equation ရလာအဲ့တော့တိရမှာအခုရှာလိုက်တဲ့အချိုးတွေကတနည်းပြောဘာသာမို့ရှာတာဘာသာမို့ရှာရလဲ ကေတံမိုးရှာလို့သဘောပေါက်ပါမယ်နော်ဒါပြီးကိုပေးနာမှာရေးတာနော်ဒါကြောင့် equation တွေဘလို့ဖြစ်လာဆိုတာသိဖို့လိုတာနော်ပြီးဆရာပြီးရင်မယ်ခဏလို့အဲ့တော့ပြောချင်တာအခုဆရာဒီအချိုးသုံးချိုးလောက်ကဘာတံမိုးရှာလဲကေတံမိုးရှာအဲအလူပုံစံပြောင်းပြီးရေးလိုက်ရင်လည်းအဲ့တော့လည်းဘာလို့ပြောခေါ်လဲ equation of the line ဒါလည်းပါပြီလေ equation of the line ဒါလည်းပဲ equation of the line ပဲဒါပေမဲ့ဒါကဘာဖွန်လဲ coordinate form ဒါကြတော့ဒီနေ့ပြောရင် symmetric form လို့ခေါ်တော့ဘာလို့ခေါ်လဲ symmetric ဒါပေမဲ့သူကအချိုးညီတဲ့ပုံစံပါနော် ဒါပေမဲ့ကန့်တတ်ချက်ရှိတယ်ဘာမြည်လို့မရအောင်လဲဒီလိုပုံစံသွားကြည့်ရင်ဘာညီဘယ်အပြာစီရဲညီလို့မရအောင် LM and the word zero နဲ့ညီလို့ရတာမရအောင်လေအပိုင်းငယ်မှာပိုင်းကြည့်ရဘရောမှာ zero နဲ့ညီလို့မရအောင်ဟုတ်လားရမနော်အဲ့တော့ line equation ဆရာပုံစံဘယ်နှမျိုးရှိလဲနှစ်မျိုးရှိတယ်အဲ့တော့ဒါကြတော့ဆရာတော့အကဲ PR ရဲ့ derivative value ရှာမယ်တဲ့ PR ရဲ့ derivative value ဆိုအခုကဆရာတော့ PR ဘာလို့သိတာလဲကို PR ကိုဒီနေ့က x1 y1 z1 ပါဘူး။ r ကဘာလဲ x sorry အဲ့ a y ဇာလို့သိကြမှာလား။ directive value ဆိုတာဘယ်လိုလောက်ရတာလဲ။နှောက်ရတာလေ။နောက်တဲ့ရှေ့ဘာလောက်ရလဲ။နှောက်ရ။အဲ့တော့ဘာလဲဘာနှုတ်။ h minus h1 ပေါ့။ဒီမှာ h ကဘာလို့သိတာလဲ။ h က h က h1 black kn ။ဒါကြောင့်မ h ကဘာထည့်တာလဲ။ h1 black kn minus h1 ြီးရင် comma y y1 y ကပါလေ y1 kn 1ဇက်ဇက်1ဇက်ကပါနဲ့တူလေဇက်1 kn 1ဇက်1ဆိုတော့ဘာတွေကြည့်ရလဲ x1 x1 y1 y2 z1 z2 ဆိုတော့ဘာတွေကြည့်ရလဲ x1 x1 y1 y2 z1 z1 ကြည့်ရရင်ပြီးအောင်ဆိုတဲ့ line ရဲ့ derivative value ရှာရင်တော့ဘာရမလဲဆိုတော့ kn kn 1ဇက်1ဇက်1ဆိုတော့ဘာတွေကြည့်ရလဲ x1 x1 y1 y2 z1 z1 ကြည့်ရရင်ပြီးအောင်ဆိုတဲ့ line ရဲ့ derivative value ရှာရင်တော့ဘာရမလဲဆိုတော့ kn 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 ဆိုပြီးရမယ်တဘောသူ့ရဲ့ derivative value လိုချင်ရင် k အစားနဲ့မျှလိုက်ရပြီဆိုတော့သူကပြောခြင်းဟုတ်ပါနော် ။ဆရာတလားသိနော်ရပြီ။အဓိကသိရမှာဒီ equation နဲ့ကြောင်းနော်။အခုဆရာတို့ဆရာတဲ့ equation နဲ့ကြောင်းဘာ equation လဲ။ pq ဆိုတဲ့ line equation ။ပုံစံဘယ်နှမျိုးနဲ့ဖော်ပြလိုက်ရလဲ။တစ်မျိုး coordinate form နဲ့ that's why i'm um အဓိကကောင်းချက်ကတော့ symmetric နော်။အဲ့တော့အဓိကတရားမှာဘာတရားမဆိုရင်ဒီ equation line ရှာတဲ့အခါမှာကြားလို့ကျင်းတဲ့ဒီ f1 ဆက်ရဖို့ဘာတရားမဆိုရင်ဒီ equation ပြောင်းပြောင်းလို့ဆိုဘာတရားမလဲ x1 y1 z1 သိရအောင်ဒီနေ့ပေါ်က x1 y1 z1 ဆိုတာဘာလဲဆိုရင်အဲ့ဒီမြင်ရရဲ့စမှတ်ပေါ့ဘာလို့သိအောင်ဆိုရင် p u သိအောင်နောက်တစ်ခုဘာသိအောင် l m n သိအောင် l m n ဆိုတာဘာလဲ directed value directed value ကြာဘယ်လိုရှားရတာလဲမှန်တစ်ခုဘယ်လိုလောက်ရလဲ directed value တွေဘယ်လိုလောက်ရလဲအဲနောက်တွေကနေရှေ့ကိုနှောက်ဘူးလေရှေ့မှာပြောရတယ်လေပြန်ကြည့်ပြန်ကြည့် ပါ directive value လို့ကျင်ဘယ်လိုလောက်ရလဲနားတွေကနေအရှိ့ကိုနှောက်ရတယ်ခဏလေးပါလေ directive value လို့ကျင် x2 x1 y2 y2 z2 z1 နောက်တစ်ခုပါသိရမယ် k k ဆိုတာပါလေ parameter အဲ့ဒါတော့ကျွန်တော်ရှာလို့မရအောင်သောက်ဆောင်ပေးတာပါဒီတဘောဘယ်လောက်စုပြီးပေးရလဲဟုတ်မနော်အဲ့တော့ equation အသက် line ကိုရှာခြင်းသိရမယ်ချက်ကစမှတ် x1 y1 z1 သိရမယ်ပြီးရင်ပါသိရမယ် ဒါရိုက်တစ်ဗယ်လူး LMN ပြရမယ်ဘယ်လိုရှားမလဲအဲဒီဆိုတော့ဗန်ဇက်ဝါဆိုတာပို့ဆောင်ပေးတာပဲစမယ် LMN လိုချင်ဘယ်လိုလုပ်မလဲအနားတွေကနေရှေ့ကိုနှောက်အောင်